ယူနိုက်တက်အသင်းကဘာကြောင့်လူကြိုက်အများဆုံးဘောလုံးအသင်းဖြစ်နေရတာလဲပရိသတ်များလုံးပဲမိန်လာများ Red Table Information ကနေပြန်လည်ကြိုးလိုက်ပါရင် ကမ္ဘာပေါ်မှာဘောလုံးအသင်းပေါင်းမေမထွက်နိုင်အောင်ရှိပါရင်ဘောလုံးအသင်းတွေထဲမှာ professional ဘောလုံးသမားတွေနဲ့အပျော်တန်းဘောလုံးအသင်းတွေဆိုပြီးတော့နှမျိုးရှိပါရင်တက္ကသိုလ်နဲ့ college အထက်တန်းအကြောင်းတချို့မှာလည်းဘောလုံးအသင်းတွေဖွဲ့စည်းပေးထားတဲ့ပြင်မယ်အဲ့ဒီဘောလုံးအသင်းတွေဟာတကယ် pro လမ်းကြောင်းကိုရှောင်လန်းနေတဲ့အသင်းတွေထဲမှာမပါဝင်တာကြောင့်အပျော်တန်းဘောလုံးအသင်းတွေထဲမှာပါဝင်ပါရင်ဘောလုံးအားကစားဆိုတာကတော့ကမ္ဘာပေါ်မှာလူကြိုက်များဆုံးအားကစားနည်းတစ်မျိုးဖြစ်တယ်လို့ကျွန်တော်မြန်မာလူမျိုးတွေဟာလည်းဘောလုံးအားကစားကိုသာဝက်ဝက်ကြွယ်အားပေးကြပါရင်ဘောလုံးအားကစားကိုချစ်မြတ်နိုးတဲ့သူတွေဟာတနည်းအားဖြင့်သစ္စာရှိတဲ့သူတွေလောက်တတ်မှတ်နိုင်ပြီးတော့ကိုယ်အသင်းမြောင်းနေရောက်နေရင်တော့ရှင်တဲ့အသင်းတွေကနေပြီးတော့ ောနှစ်နှစ်ကာကအားပေးကြတာပဲဖြစ်ပါရင်လက်ရှိကမ္ဘာပေါ်မှာပြည်သက်အားပေးမှုအများဆုံးဘောလုံးအသင်းသင်းဖြစ်တဲ့ Manchester United အသင်းဟာလည်းအခုအချိန်မှာမြန်မာနိုင်ငံထက်တောင်အခြေအနေဆုံးနေပြီးအားပေးတဲ့ပြည်သက်တွေကတော့တနေ့တခြားဒီရီလာတိုးပါလာနေပါရင်မနေ့ကညကရှီမန်ကစားသွားခဲ့တဲ့ပွဲအစဉ်မှာလည်း တော်ပါတယ်လို့ချီးကျူးခံနေရတဲ့ United တို့ဟာ Wolverhampton အသင်းကိုရှုံးပြီးတော့ရောင်းမကိုမင်းစီထွက်သွားကြပြီဖြစ်ပါတယ်။ဒါပေမဲ့ United အသင်းကိုပြိတက်တွေကတပတ်တာလောက်ပဲစိတ်ပြတ်ကြပြီ United အပွဲရှိတဲ့နေ့ရောက်ရင်အမှတ်မရှိ TV ရှေ့ရောက်သွားခဲ့ကြတာလေ။အဲ့ဒီ United fan တွေပါပဲ။လက်ရှိဘောလုံးရာသီမှာ FA Player နဲ့ Carabao Player တို့ကနေအောင်ဖျားလိမ့်ခဲ့ရပြီဖြစ်တဲ့တင်းနေတွေဟာ Premier League မှာလည်းတန်းနေပါတယ်ဆင်းပြီးတော့ကြော်မကောင်းကြားမကောင်းနေဖြစ်သွားနိုင်ပေမဲ့လူမဆန်းတဲ့မှာတွေပဲပြောရမလား။ဒီရာသီမှာလုံးဝတန်းဆင်းရတော့မှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းအဖြစ်ကမနစ်ကနေမတူပဲအတော်လေးကိုအခြေအနေဆိုးနေတယ်လို့အမပေးစင်ကအဆင့်ဆန်လေးနေရာထိရောက်ရှိနေရပါတယ်။ ဒီပုံတိုင်းသာဆိုရင်တော့နောက်ရသည်မှာယူပါလိဝင်ဝင်မစိုးထားနဲ့ချဲစီသင်းသွားကန်နေတဲ့ conference ဝင်ဝင်တော့မသေးကြတော့ပါဘူးဒါပေမဲ့လည်းလက်ရှိလူကြိုက်အများဆုံးဘောလုံးတင်းနေတဲ့မှာ United အသင်းကနံပါတ်1နေရာကနေဦးဆောင်နေပါရင် United ရဲ့အနောက်မှာ Barcelona Real Madrid တဘောအသင်းတို့ကအသီးသီးရပ်တည်နေကြပါရင်အထက်ကြီးပြ United အသင်းဘာကြောင့်ပြည်သက်ထောက်ခံမှုအပြေအဝရရှိနေတာလဲကျွန်တော်တို့လည်းအတူတူ live ပြီးတော့လေ့လာကြည့်ရအောင်ပါပထမအချက်ကဂွန်လောင်းဆရာကောင်းတဲ့အောင်မြင်မှုတွေကြောင့်ပါ ဂါမာအောင်မြင်မှုစုစိမ့်အတိုင်းမှာ United အသင်းရဲ့ခြေရာလက်ရာမကင်းခဲ့ပါဘူး1968ခုနှစ်မှာပထမဆုံးချိန်ချန်ပီယံလိဖလာရတဲ့ United တို့ဟာ1969ခုနှစ်မှာတော့ချန်ပီယံလိပရီးမီးယားလိ FA ဖလာတို့ကိုတပြိုင်တည်းထိရောက်နိုင်ခဲ့ပါတယ်နောက်ချက်က Sir Alex Ferguson အကြောင်းမှာဆရာကောင်းတစ်ပည့်ဘန်ကောင်းပန်နေပြန် United တို့ဘန်ကောင်းပန်နိုင်ခဲ့တာ Ferguson အကြောင်းဖြစ်ပါတယ်တင်းဒီလိုတွေဟာ Ferguson ရဲ့စီမံခန့်ခွဲမှုတွေအကြောင်းအထူးအောင်မြင်ခဲ့ပြီးတော့ Scotland သားကလည်း Old Trafford မှာ26နှစ်ကြာနေထိုင်ခဲ့ပါတယ် ပါကစ္စတန်နဲ့တူ United တို့ Premier League ဖလား73ကြိမ်ကြီးရယူနိုင်ခဲ့တယ်လို့တခြားသောဥရောပစစ်ပလားတွေနဲ့ပြည်တွင်းပလားတွေလည်းရယူနိုင်ခဲ့ပါရင်နာမည်ကျော်စာမားတွေကိုပိုင်ဆိုင်ခဲ့တာကြောင့်လည်း United အသင်းကိုပြည်သက်တွေကဆွဲလန်းခဲ့ကြတာပါကမ္ဘာအကောင်းဆုံးစာမားဖြစ်တဲ့ Christian Ronaldo ဟာ United လက်ထွက်ပါကမ္ဘာ Free Kick အကောင်းဆုံးဖြစ်တဲ့တပည့်ပကန်းကို Old Trafford ကနေဝေးထုတ်ပေးလိုက်တာပါတခြားနာမည်ကျော်စာမားတွေဖြစ်တဲ့ Rayoni, Bosco, Eric Cantona နဲ့ Ryan Kidd တို့ကြောင့်လည်း United အသင်းကိုပြည်သက်တွေရဲ့ရင်ထဲရောက်စေခဲ့ပါရင်ဒါအပြင်ဖာဂူဆန်လက်ထက်တုန်းကအနိုင်မခံအရှုံးမပေးတဲ့ရေရဲတောက်တင်းနေစိတ်တဲ့ ကမ္ဘာအကောင်ဆုံးအားစားမျိုးဆက်ဖြစ်တဲ့ Class of 92မျိုးဆက်စားတဲ့အချက်တွေကြောင့်လည်း United တို့အခုချိန်ထိကမ္ဘာကျော်ဖြစ်နေရတာပါ။စင်မီအောင်ကျွဲလောက်ရှိပါတယ်နေဗျာ။ဟုတ်ကဲ့ပါဗျာ။ဗီလေးကတော့ပါပဲ။နောက်နေ့မှလည်းအားစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။